ဆပင်းမုံကောင်းကောင်းသာရှာထားလိုက်တော့ကိုလူကြီးအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇွန်တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်အားလုံးဒီပါဆိုရှယ်မီဒီယာမှာဒီပရိသတ်အကြောင်းကိုကြားဖို့ကြမှာပါကောင်းမလုံးတဲ့ကိုလူဂျောကယူနိုက်တက်နဲ့ပတ်သက်တဲ့စိန်ခေါ်မှုတစ်ခုပြုလုပ်ထားပါတယ်ဒါယူနိုက်တက်စတရန်လို့လူသိများတဲ့ friend elite က2024အောက်တိုဘာမှာတော့ကယူနိုက်တက်၅ပွဲစတိုက်မနိုင်မီချင်းသူစပင်းမကြက်ဖူးလို့စိန်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့အပြည့်မှာတော့သူစပင်းလဲငှက်တိုက်ဖြစ်နေခဲ့ပြီးတော့ အခုထိစပင်မညက်ရသေးပါဘူး။ဒါက Frank ကိုဆယ်လီတယောက်ဖြစ်လာစေခဲ့ပြီးတော့ TikTok မှာ follower 3သိန်းလောက်ထိပိုင်ဆိုင်ထားပြီး like ကလည်း9.3သန်းလောက်တောင်ရရှိကြပါတယ်။ဆယ်လီတယောက်ဖြစ်လာတော့လည်း Frank ကိုမနာလိုမုန်းထားသူတွေရှိလာပြီးတော့ပြီးကြတဲ့လက Chelsea ကိုနိုင်ရခဲ့တဲ့ပွဲမှာပရိသတ်တချို့ကတိုက်ခိုက်ဖို့ကြိုးစားတာကိုခံခဲ့ရပါတယ်။အဲ့ချိန်လေးကြောင့်လည်း Frank အကြောင်းကို Manchester United ကိုရိုင်းကပါတတိထားမိသွားခဲ့ပါတယ်။ဒီဘက်မှာ Manchester United က Liverpool အသင်းရဲ့ Anfield ကိုတွားရောက်ခဲ့ပြီးတော့တမိုင်းဝင်နိုင်ပွဲတစ်ခုရှာဖွေနိုင်ခဲ့ပါတယ်။ ။ Emory ရဲ့အကောင့်လေးတွေကနာမည်ကျော်ကွင်းကြီးမှာသူတို့ဘာတွေလုပ်နိုင်တယ်လဲဆိုတာကိုအကောင်းဆုံးသတ်တည်ပြခဲ့ကြတာပေါ့။ဝယ်စားစားခြင်းနဲ့မနစ်မာရင်ပြိုင်ဘက်အသင်းရဲ့တုံဆိုင်မှုကနေညာတဲ့တို့ကအခွင့်အရေးရှိခဲ့ကြပြီးတော့ Brian Ambomo ကဥဆောင်ကိုတင်ယူပေးသွားခဲ့ပါတယ်။အဲ့နောက်လီဗာပူးတို့အချိန်ချင်းကြိုးစားခဲ့ပြီးမြေ88မိနစ်ကြာမှာတော့ဟိုရီကာပိုကအခြေပါကိုသင်ယူပေးသွားခဲ့တာပါ။ဒါပေမဲ့ယူနိုက်တက်အတွက်9ဂိုးကို84မိနစ်မှာဟာရီမက်ကွိုင်းယားကခေါင်းတိုက်သင်ယူပေးသွားခဲ့ပါတယ်။ နိုင်တဲ့အတွက်အန်ပူမိုကွန်ညာမေဆန်မောင်းတို့အားလုံးခြေစွမ်းပြခဲ့ကြသလိုမကွာရကလည်းခန်စီရောတိုက်စစ်မှာပါထူးချေခြေစွမ်းပြတာနိုင်ခဲ့ပါတယ်။ဆန်နီလမ်မန်စ်လေးရဲ့လည်းစွမ်းကိုပါထဲပေါင်းလိုက်တဲ့အခါမှာ United ကလည်း2-1ဆိုတဲ့အနိုင်ရလဒ်ကိုပုံဖော်နိုင်ခဲ့ပြီးတော့ကိုနစ်ကြာခဲ့တဲ့ Anfield မှာဆိုးကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒီပွဲအနိုင်ရလိုက်ခြင်းကကစားမတွေကိုရောပရိသတ်တွေကိုပါမျောလင်းချက်တွေပြန်လည်လင်းလက်လာစေခဲ့ပါတယ်။ဒီထဲမှာအပြော်ရကအပြော်ဆုံးဖြစ်နေတာကတော့ကိုငှက်တိုက် Frank ပါပဲ။နောက်တဲ့ပရိသတ်တွေကဒီနိုင်ပွဲအပြီးမှာ France ရဲ့ပို့အောက်မှာ ကွန်မန့်တွေဝါရင်းနေကြသလိုမန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း Frank ရဲ့စိန်ခေါ်မှုကိုအတိအမှတ်ပြုကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။နေတဲ့ official Twitter account ကနေ Frank ရဲ့ post အောက်မှာကျွန်တော်တို့အတက်ဆရာသတင်းကောင်းရှိတယ်လို့ရိုးရိုးလေးရေးသားလိုက်ပြီးတော့နေတဲ့နိုင်ပွဲအကြောင်းသတင်းကောင်းပါလိုက်တာပါ။ဒါကို Frank ကလည်းဟုတ်တယ်နောက်ထပ်၃ပွဲပဲလိုရတယ်ဆိုပြီးတော့ဝမ်းသာအားရပြန်မှန်ထားခဲ့ပါလေ Frank ရဲ့အကြောင်းကို United တင်မှာကပဲနဲ့ကစားမားတွေကပါတည်ထားကြပါသေးတယ် န်ဖီကနိုင်ပွဲပြီးမှာရော United ရဲ့ wing back Diego Dalo ကဒီကောက်ကိုကစားမရည်လည်းတည်ထားမိကြကြောင်းပြောသွားခဲ့ပါတယ်။ Dalo ကကျွန်တော်တို့သူ့ကိုစပင်းညှက်လို့ရအောင်လုပ်ပေးနိုင်မှုမျှော်လင့်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့တပွဲချင်းပဲခြေတက်ရမှာပါ။ဒါကရမ်းခက်ခဲတဲ့ league ကိုဆိုတော့ကျွန်တော်တို့အားလုံးသိကြပါတယ်။ကျွန်တော်ရဲ့ပွဲစဉ်တွေကလည်းခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအရင်ကကဘာဘောကအတင်းနိုင်နဲ့ရှင်းပြနိုင်နိုင်တဲ့ဆိုတာကိုတသက်ပြနိုင်ခဲ့တဲ့အတင်းတင်းဖြစ်တာကြောင့်လေရုံးကြရပြီဆိုရင်တော့ဝေဖန်မှုတွေကတော့နောက်ကလိုက်လာကြတာပါပဲ။ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ United ကအသင်းကြီးတချို့ကိုရင်ဆိုင်နိုင်ယူပြပြီးပါပြီ။ဒီတိုင်းပွဲတိုင်းဆွမ်းဆောင်နိုင်မှုပဲလိုအပ်ပါတော့ရီ။နောက်တစ်ပွဲကအင်္ဂလန်မှာကစားရမှာဖြစ်ပြီးတော့လောလောဆယ်တော့ဒီပွဲကအရေးကြီးဆုံးဖြစ်ကြောင်းဒါလောကပြောသွားခဲ့ပါတယ်။ United ကနိုမာနိုင်ကပိတ်ရမတိုင်ခင် Brighton, Northampton နဲ့ Tottenham တို့ကိုစက်တိုက်ရင်ဆိုင်ရမှာဆိုပေမဲ့လည်းတပတ်တပွဲပဲကစားရမှာမလို့ပြင်ဆင်ခြင်းအပြေအဝါနဲ့ Entire Attack ပါဝင်ကစားနေမှာပါ။ United က Emery ရဲ့ Nice နဲ့မှာကစားမရီအသားကျလာတာနဲ့မြတ်တပတ်တက်တပတ်ပိုကောင်းလာနေပြီးတော့ဥရောပဝင်ကွင်းအတွက်ကြိုးစားဖို့အခွင့်အရေးရှိနေပါတယ်။ ဒီတော့ friend တယောက်နိုးမမဘလိုမျိုးစပင်ပုံစံညှက်ရင်ကောင်းမလဲဆိုတာကြိုတင်ရွေးချယ်ထားလို့ရနေပြီဆိုတာသိကြနေပါတယ်ညာကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်